က်ပြီးတော့အကိုဒါဟာတာအနေနဲ့တစ်ဖြတ်ရေးကြည့်ရပါဘောနော်။ဒါကျွန်တော်တို့အင်တာဗျူးတွေပဲဖြစ်ဖြစ် SDP ရလို့တဲ့ဟိုအရာမှာဆိုလို့ရှိရင်ကျွန်တော်တို့မီးမီးထားရှိတယ်။ဆိုတော့အကိုရောဒီကျွန်တော်တို့ဒီ SDP ဘန်ကိုအသုံးပြုနေတဲ့သူတယောက်တည်းမှာပါလားဆိုရဲမိကုန်လေးကိုမေးချင်ပါတယ်။အစောကြီးရဲ့စောက်ဖွင့်နေတာတက်ဖွင့်တာပါ။ ဟိုဘာကြောင့်လဲဆိုတော့ကျွန်တော်ကဘာလုံးလို့ခင်နောက်မကြအောင်လုပ်တတ်တယ်ဆိုတော့နော်ဟိုဟိုအဲ့ဒါတော့ဟိုပါပေါ့နော်ဟိုဘယ်ဟာဟိုပဲလုံးလုံးတစ်ခုခုဆိုရင်အမြဲတမ်းဟို update ဖြစ်တယ်ပေါ့ဗျာနော်အသက်တာကြီးတာသူကအမြဲတမ်း upgrade ဖြစ်အောင်တော့နေတယ်ပေါ့နော်ဆိုတော့သုံးဆွဲတဲ့အထက်မှာဟိုဘာ user တယောက်နေတယ်ရှိပါတယ်လို့ဟုတ်ကဲ့ဟုတ်ကဲ့ပါအာတောင်းဆဲရဲဆိုတာတည်ရတဲ့အတွက်ကျေးဇူးများတင်ပါတယ်ဒါ STV ရဲ့ ရှိကာလာကိုပြန်သွားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ STV ရဲ့ account user တသိန်း campaign မှာအခုအနေနဲ့ကဒီ STV account ဖွင့်တဲ့သူတွေ error ဖြစ်တဲ့သူတွေကိုအခုအနေနဲ့ဘယ်လိုပြောရမလဲ personal အရာလိုက်ပြီးတော့ကူညီပေးရဲဆိုတော့ဒါလေးနေလေညီမကတော့ကြားရတာပေါ့နော်အဲ့ဒါလေးနေပတ်သက်ပြီးတော့လျှောက်ပေးစီကြပါရယ်အဓိကအဲ့ဒါဟိုအရင်ကတော့အဲ့လိုပါပဲဟိုကျွန်တော်တို့ SCV နဲ့ပတ်သက်ပြီးတော့တချို့ဟိုအဆင်မပြေတာလေးတွေတုံးတဲ့ user တွေပေါ့နော် ဟိုကျွန်တော်တို့ကနားလေတလောက်ပါပဲနားလေတလောက်လေးတွေအဲတာဝန်ရှိတဲ့သူတွေမဟုတ်ပါဘူးသို့တော်လည်းတာဝန်သိတဲ့သူပေါ့ဗျာเนาะတာဝန်ရှိတဲ့သူမဟုတ်ပဲပဲတာဝန်သိတဲ့သူတယောက်အနေနဲ့เนาะဟိုဒါကိုဘာလုပ်ရမယ်ဆိုတာကိုကျွန်တော်ကောင်းကောင်းသိပါတယ်အဲ့တော့ကိုလုပ်ကိုကိုလုပ်တဲ့သဘောမျိုးနဲ့ပါပဲဟိုကျန်တာတော့အခြားဘာမှမရှိပါဘူးအဓိကကတော့ကျွန်တော်တို့ကဒီကာလမှာ ကျွန်တော်ဒီ HDB ရဲ့တာဝန်ရှိသူမဟုတ်ပင်မဲ့လို့တာဝန်သိသူတယောက်နေနဲ့လိုအပ်တဲ့တချို့ကိုလုတ်ပေးနိုင်လဲကိုကြီးနိုင်နဲ့ပေါ့နော်ဟိုအတိုင်းတာလေးကြီးကိုလုတ်ပေးခြင်းတာဖြစ်ပါတယ်ဒါလေးပြောခြင်းပါဟုတ်ဟုတ်တယ်ပါအခုကျေးဇူးတင်ပါတယ်ဆက်ပြီးတော့ဘောနော STB ဘဏ်ကိုတုံးဆွေးနေတဲ့ဒါတောင်းတပြည်သူတယောက်အနေနဲ့ဒါ STB ဘဏ်ကိုပြောချင်တဲ့အကြံပေးချင်တဲ့စကားလေးရှိရယ်ဆိုရင်လည်းကြားချင်ပါတယ်အခု အဲ့ဒါတော့အများကြီးရှိတယ်အဲ့တော့နော်အဲ့ဒါတော့အများကြီးရှိရဆိုတာဒီအဲနံပါတ်1ပေါ့နော်ဒါကတော့ကျွန်တော်တချို့ဟာတွေလည်းအဆင်ပြေပါတယ်ဟိုသုံးဆွဲရတာတွေအဆင်ပြေတာရှိတယ်ဒါပေမဲ့အခက်အခဲဆိုတာလည်းရှိပါပဲအဲ့ဒီထဲမှာတော့တခါလေကျွန်တော်တို့ဥမာဒီဘတ်ခွန်လေအဲ8 chain လောက်တဲ့ဟာမျိုးတွေပါအဲဓာတ်ရိုက်ပေါ့နော်လုံးလို့မရတဲ့ခါကျတော့တချို့ IM လေးတွေတုံးရတာရှိတာပေါ့အဲ့တော့ IM လေးရဲ့အခက်အခဲလေးတွေဒါလေးကြီးကျွန်တော်လည်းတခါလေတော့တွေ့ပါဒါပေမဲ့ကိုကတော့နားလေ ဟိုမှုရှိပေးနိုင်ပါတယ်ဗောနော်တချို့ကြလည်းဘေးမှာအတန်ကြားရတာရှိတယ်ဗောဗျာဒီလိုအခက်အခဲတွေဖြစ်တဲ့ခါကျတော့နောက်ဟိုအကောင့်ဖွင့်တဲ့အခါမှာလည်းအခက်အခဲတွေအဆင်အဆင်တွေဗောနော်ဒီလိုသွားတဲ့အခြေအနေတွေရှိတော့နောက်တော့က local မှာကြတော့လေ local ထဲမှာရှိတဲ့မိဘပြည်သူတွေအနေနဲ့ကလည်းသူတို့မှာစိန်ခေါ်မှုတွေအများကြီးရှိတယ်လေဒီလို application တွေဒါတွေတုံးဖို့ဆိုတာမျိုးကလည်းတစ်ဖက်မှာ NDA တွေရှိတဲ့ခါကျတော့ဟောဒါတွေကိုပေါ့နော်ဟိုသူတို့အနေနဲ့ကလည်း SDB ကလည်းရှင်းပေးနိုင်တာမဟုတ်ဘူးလေကိုဖြစ်ကိုခံရမှာလေ အဲဒီလိုမျိုးလည်းရှိကြတာပေါ့နော်သို့တော်လည်းပဲအဲဘာပဲပြောတကယ်ကျေးဇူးတင်ဖို့ကောင်းပါတယ်ရတဲ့ပုံစံမျိုးစုံနဲ့ကျွန်တော်တို့မိဘပြည်သူတွေကဒါကိုကြော်ပြီးသုံးနေကြတာပါဟိုအခက်အခဲတွေဆိုလည်းခုနပြောတာပြောရတာအခက်အခဲရှိတယ်ဆိုတော့လေဟိုဖြစ်တုံးပဲစိတ်ကနည်းနည်းခုနပြောလို့ပေါ့မကျင်တတ်တာမျိုးရှိရပြီးတော့လေဟိုဘာခေါ်မလဲဩဒီကာလမှာဒီလိုတော့လေဖြစ်တာပဲဆိုတာနဲ့တွားကြတာပေါ့နော်အဲအဲ့အဲ့လိုအခက်အခဲလေးတွေတော့ရှိတာပေါ့နော်ဒါကတော့ဓာတ်ရိုက်ကျွန်တော်တို့အဲ့လို transaction တွေမလုပ်နိုင်တဲ့ exchange တွေမလုပ်နိုင်တဲ့အခြေအနေပေါ့ဗျာအဲ့ဒါကို SCB အနေနဲ့ကတော့ဟိုကြော်နိုင်ရင်တော့ပို့ပြီးတော့ဒီဒီ user တွေအနေနဲ့တော့အများကြီးဆင်ပြေတာပေါ့နော်ဒါလည်းပဲအဲဒီကာလတစ်ခုမို့လို့ပဲလို့နားလည်ပါတယ်ဟုတ်အကိုကြည့်ကြပါရယ်အခုနောက်ပြောရဲအကိုပြောသွားရတဲ့မှာဆိုလည်းဒီပြည်တွင်းမှာရှိနေတဲ့သူတွေအနေနဲ့က VPN နဲ့အသုံးပြုနေရတာလေးရှိတယ်အဲဒါပေမဲ့ညီမတို့ဒီ neutrality မှာပဲဖြစ်စေအဘန်ကလောက်တဲ့ ဒီပြောရမယ့် campaign တွေမှာပဲဖြစ်စေအများသောအားဖြင့်ပတ်ဝန်းကျင်ကြတာပြည်တွင်းရသူတွေများတဲ့အကိုပြည်တွင်းမှာလည်းသုံးနေတဲ့သူတွေအများကြီးရှိပါတယ်။ဟို SCB အနေနဲ့ပြောရမယ့်ဆိုရင်တို့က application လည်းရှိသလို website ကနေတက်ဆက်လည်းတက်လို့ရတယ်။ဆိုတော့အခုပြည်တွင်းထဲမှာပြောရရင်တော့အခက်ခဲတွေကြားရရမြင်ကြုံထွက်ချင်တဲ့သူတွေအများကြီးရှိတယ်။ဒါကတော့တို့မလို့သိပါရယ်။ပြည်တွင်းကနေသုံးတဲ့ user အရေးအတွက်နဲ့ မြန်မာကျပ်ငွေသုံးတဲ့ပမာဏအပိုပြောများပါတယ်ဆိုတာလေးလည်းအတိပေးကျင်ပါတယ်အခက်ခဲကြီးကြတဲ့အနေဒါရုံထွက်ချင်တဲ့စိတ်တစ်ခုနဲ့ပြည်တွင်းကနေတုံ့ပြန်နေတဲ့သူတွေအများကြီးပါတယ်ဆိုတဲ့အကြောင်းလေးလည်းမျှဝေပေးကျင်တာပါအဲဒီနေ့ရဲ့ live မှာဆိုလို့ရှိရင်အကိုအကိုပြောထားတာပေါ့နော်အကိုပြောထားတဲ့အကြောင်းအရာတွေမှာဆိုလို့ရှိရင်လည်း အကိုရှင်းပြသွားတဲ့အကြောင်းအရာတွေကပြောတတ်လိုက်တာအကိုရေးဆိုပြီးတော့ဒီကော်မလီနဲ့ရှိရယ်နောက်ပြီးတော့အခုအကိုစဘာစီနဲ့ပတ်သက်ပြီးတော့ပြောသွားတဲ့နေရာမှာဆိုရင်လည်းဒီအခုလက်ရှိဖြစ်နေတဲ့စဘာစီနဲ့ဘယ်လိုရုံးရမလဲပြာဆိုပြီးတော့မေးထားတဲ့ပြောထားတဲ့ဟိုဘယ်လိုပြောမလဲခံကျင်းချက်လေးတွေပေါ့နော်အဲ့ဒါလေးတွေလည်းကော်မန့်မှာရှိပါတယ်ကျွန်တော်ဘက်ကကော်မန့်မမြင်ရတော့ကျွန်တော်ဘက်ကတော့ကော်မန့်မတွေ့ရဘူးဟုတ်ကဲ့ပါအဲ့တော့ ဟုတ်အဲဒါဆိုလို့ရှိရင်ဒီနေ့ရ live ကိုဟိုကြည့်ရှုပေးနေရဲတော်လာမီဘပြည်သူတွေနဲ့အနေနဲ့ရကနားထောင်နေရဲဒီ live ကိုနားထောင်ပေးနေတဲ့သူတွေကိုအကုန်အနေနဲ့အမတ်တရစကားလေးပြောချင်တာလေးရှိရဲဆိုရင်လည်းကြောက်ဝေးပြပါအောင်ဖြစ်ဟုတ်ကဲ့ပါဟိုအဓိကကတော့ကျွန်တော်တို့ပြန်ခြုံပြောရင်ဒီနေ့အဓိကကျွန်တော်တို့ topic ကလည်း financial literacy ပေါ့နော်ငွေကြေးနဲ့ပတ်သက်တဲ့အသိပညာမျှဝေမှုလို့ပြောတာပါကျွန်တော်လည်းပညာရှင်ကြီးမဟုတ်ပါဘူ ော်ကျွန်တော်နားလေတဲ့အဲအတွေ့အကြုံနဲ့ပေါင်းဆက်ပြီးတော့ပဲအခုလိုမျှဝေခွင့်ရတာကိုပဲကျွန်တော်ကဝမ်းသာပါတယ်ဟိုဖိတ်ကော်ပေးတာလည်းကျေးဇူးတင်ပါတယ်အဲ့တော့တစ်ဖက်မှာတော့ကျွန်တော်တို့ကငွေကြေးစီမံခန့်ခွဲမှုအစရှိတာတွေမှာဒါကျွန်တော်ရဲ့ဒီဒီအမြင် opinion ပေါ့နော် personal opinion ပဲဖြစ်တာဖြစ်တဲ့အတွက်အဲဒီကမိဘပြည်သူတွေအနေနဲ့လည်းအဲကိုယ့်ရဲ့ပေါ့နော်ဟိုစီမံခန့်ခွဲမှုတွေကိုဟိုဟိုဘယ်လိုခေါ်မလဲအချိန်လေးအချိန်ကာနဲ့ထိုက်တင်တယ်လို့အဲကျွန်တော်ဆောင်ရွက်ဖို့လည်းလိုပါလိမ့်မယ်နောက်ထပ်တစ်ခုကကြတော့ အခုဒီကုရပြောတဲ့ digital ပေါ့နော်ပြန်ချောရရင် digital ပေါ့အဲ့တော့ digital bank ပိုင်ရှင်တွေဖြစ်နိုင်တယ်ဆိုတာကတော့အဲ့ဒါအသေးချာပဲဘာဖြစ်လို့ဒီလိုပြောလဲဆိုဒီကာလမှာ layer 6တွေ internet တွေမရှိဘူးမှန်ပဲသို့တော်လည်းပဲကျွန်တော်တို့ကဒီတိုင်းနေနေတာတော့မဟုတ်ဘူးကျွန်တော်တို့ကိုယ့်ရဲ့ဟိုအခြေအနေတစ်ခုဟိုရောက်လာတဲ့အခါမျိုးမှာကျွန်တော်တို့ ready ဖြစ်ဖို့ပေါ့နော်အခုတည်းကကျွန်တော်တို့စလို့ရတာကြီးစထားတယ်နောက်ဆုံးပြဒီကာလမှာကျွန်တော်တို့အတွက် story အခုက trade တွေကျွန်တော်နားမလည်ဘူးမလုပ်နိုင်ဘူး okay ပြဿနာမရှိသို့တော်လည်းကျွန်တော်လေ့လာမှုတွေနဲ့ခုနပြောတဲ့ digital နဲ့ပတ်သက်တဲ့နော် knowledge တွေပေါ့နော်လေ့လာမှုတွေကျွန်တော်လုပ်ထားမယ်လုပ်ထားခြင်းကနေပြီးတော့ပုံမှန်အခြေအနေမှာကျွန်တော်တို့အင်္ဂလိပ်နိုင်ငံတွေရောက်ပါတယ်ဟိုတချို့နိုင်ငံတွေမှာဆိုလို့ရှိရင်သူကဘာသွားတွေ့ရလဲဆိုတော့သူတို့ကအဓိကတော့တရားစစ်နဲ့ internet ပဲဗျာနိုင်ငံတစ်ခုရဲ့ infrastructure ထဲမှာသိအရေးကြီးတာ ਉਹ ဒါကြောင့်သူတို့ဒီကအမြင်သာဆုံးဗျာ time ပဲပြော time ဆိုလို့ရှိရင်ဒါအားလုံးသိတယ်သူတို့ရဲ့ ဟိုဘလောက်ရင်နာဖို့ကောင်းလဲမေးဗျာဟိုဆရာဘီပြောတာလေးတော့သွားတိရပါပဲเนาะဟိုဘကန်းမိထိန်ထိန်ဟုတ်လားဟမ်ဟိုပောက်ဖော်လို့ဒီဘကန်းကမိမိန်မိန်ငါတို့ဆိုတော့အဲ့လိုမျိုးဖြစ်နေတော့တကယ်တော့ကျွန်တော်တို့နိုင်ငံရဲ့လျှက်စစ်တွေတင်ပို့နေတဲ့နိုင်ငံတွေကမိတွေလင်းပြီးတော့ကျွန်တော်တို့တကယ်ပိုင်ရှင်ပေါ့နော်ဟိုဒီဒီဒီလျှက်စစ်ပို့တဲ့ပိုင်ရှင်ကမိမိမရအောင်အဲ့ဒါ contract တွေမိအဲ့ contract တွေမိတယ်အဲ့တော့ပြောချင်တာအဲ့ contract တွေပြည့်သွားတဲ့ကာလအလွန်နေမှာဆိုရင်လည်းကျွန်တော်တို့ကဒါတွေပြန်တိဆောက်လို့ရတာလို့ ကျွန်တော်တို့နိုင်ငံကခုနပြောတဲ့လျှက်ရှင်ပြီးပုံမှန်ပြန်ဖြစ်သွားမယ်။နောက်ပြီးလို့ရှိရင်အခုလဲကြားတော့ကြားပါတယ်နော်ဟိုတကယ်ဖြစ်တော့လဲကောင်းတာပေါ့ဗျာ။အဲရန်ကုန်ပြည်24နာရီပြန်ရတော့မလားတို့ပါတို့ခုတော့ဗာ LPG နဲ့ဟိုပေးဖို့တချို့ဟာတွေနော်ထားပါတော့။အဲ့တော့ပြန်ပြောရရင်ပြန်ခြုံပြောရရင်အဲ့တော့ကျွန်တော်တို့ရဲ့ခုနဒီ financial literacy အရာပေါ့။ကျန်တဲ့ခုန digital ဒီ knowledge အရာပေါ့။အဲ့တော့ပေါင်းဆက်ပြီးတော့ ကျွန်တော်တို့မှာရှိနေတဲ့အခုလက်ရှိရှိနေတဲ့ပေါ့နော် property တွေအကုန်လုံးကိုပိုင်ဆိုင်မှုတွေအကုန်လုံးကိုဘယ်လိုနေရာကကျွန်တော်တို့အတွက်စိတ်ချရတဲ့စိတ်ဖြစ်မလဲတချို့ဆိုမေးတယ်ဗျာဘယ်လောက်ဒီဟိုကျွန်တော်အဲ့ဘေးကွန်းတွေဆိုကျွန်တော်တွေ့တာနဲ့လေဟာတော်တော်မိုက်တဲ့လူပဲဒါခါလေးကျွန်တော်လည်းမေးတာရှိတယ် comment တွေပါ ਈ ပါလေမမေးလဲဆိုတော့ဘန်အပ်ထားတဲ့လားတဲ့အခုကျကျွန်တော်ပြောဘယ်ဘန်ဝင်အပ်ပါလဲလို့ကြောက်ခဲရေးနေကြတာပေါ်ပဲ เนาะအဲ့အဲ့လိုပြောလိုက်အဲ့လိုအဲ့လိုပေါ့เนาะကိုယ်စိတ်ထဲမှာတော့အဲ့လိုတွေးတာပေါ့လေတခါတည်းတော့ပြန်မဖြေဖြစ်ပါဘူးဆိုတော့စဉ်းစားကြည့်လေကကျွန်တော်တို့ရဲ့ဒီတကက် transference ရဲ့ account တွေပဲတိတ်အရေးကြီးတယ်ကဟိုအဲ့ဒီကာလတစ်ခုကိုကျွန်တော်တို့ကဒီဒီအခြေအနေတစ်ခုမှာဘာဆိုတာကျွန်တော်တိတ်နေအဲ့တော့ကို property တွေကခိုင်မာမှုပါလက်တော်မှာဟိုက digital ကိုပြောချင်းတည် digital ကအရန်ကောင်းနေလို့ digital ကတကယ်ကိုဟိုဘယ်လိုခေါ်မလဲဒီရာဒီလုတ်လုတ်ကိုလုံးဝမဲ့ဟာမို့လို့လို့ဆိုတာဖြစ်ကာလာအရာရဲ့မြန်မာနိုင်ငံနဲ့အကိုက်ကြီးခုနပြောတယ်မြန်မာနိုင်ငံရဲ့အခြေအနေရဗျာဟိုမြေကြီးတဲ့မြုပ်တောင်မလုံးကြုံတဲ့အခြေအနေဆိုတော့နော်ခုနလိုင်စင်ရတခိုးလိုင်စင်ရတပြနော်အဲ့အရာတွေကအဲ့အရာတွေသိကြရအဲ့အရာကိုကျွန်တော်တို့ကြော်နိုင်ဖို့ကလောလောဆယ်မှာကျွန်တော်မြင်တာ digital တခုပဲမြင်ဒါကိုပြောတာကျန်တာတွေကတော့ကျွန်တော်တို့မဖြစ်မနေတော့လောရတော့ဒါပေမဲ့အကုန်လုံးမဟုတ်ရင်တော့ခွဲခြားစိတ်ပြအောင်နော် ခွဲခြားစိတ်ပြပြီးစီမံပါအဲကိုယ့်ရဲ့ထားပါတော့ဗျာကိုယ့်မှာတရားရဂိုင်းအောင်ရှိတယ်အဲ့ဒီတရားနေပြီးတော့ကိုကလက်ရှိမှာငါငါတို့မိသားစုငါတို့ရှင်သန်နိုင်ဖို့အတွက်ဟိုက90ရာဂိုင်းတုံးဆိုရင်ကျန်တဲ့90ရာဂိုင်းတုံးကကျွန်တော်စစ်ဖြစ်နိုင်တယ်နော်အဲ့လိုလုံခြုံမှုရှိတဲ့ဟာမျိုးပေါ့နော်အဲကျွန်တော်ဘယ်ဟာလို့မဆိုမဆိုလို့ဒါပုံပြနေနေပြောဘာဖြစ်လို့ဆိုတော့မ SDB လို့လည်းကျွန်တော် ပြောချင်တာပေါ့ SDB ကလည်း SDB ကဘလောက်အာမခံချက်ပေးမလဲနော် SDB ရဲ့အာမခံချက်တွေလိုတယ် SDB ဘက်ကဒါတွေနဲ့ဆေးပြောင်းလုပ်မယ်ဆိုရင် SDB ဒီအဲကျွန်တော်အဲ့လို ရင်းနှီးမြှုပ်နှံတဲ့သူတွေအတွက် okay လုံးဝ safe ပေါ့ပေါ့ဟိုဘယ်လိုခေါ်မလဲအာမခံချက်ပေါ့နော် responsible ဘယ်လောက်ထိပေးနိုင်လဲဆိုတဲ့ translator စီကိုပြနိုင်ပါလေရမှာဒါအပုပ်ပဲလေပြောဒါကြောင့်ဘယ်နေရာမှာဆိုတာတော့မပြောလို့သို့တော့ခုန digitally တော့တကယ်ကိုပို့ပြီးတော့ ဟိုလှုပ်တင်လဲဆိုတာကိုတော့ကျွန်တော်ကဒါဒီမှာရတဲ့ရတဲ့လောက်ပေါ့နော်ဒါ viewer ပြည်သူတွေကိုကျွန်တော်အကြံပြုတာပါအဲ့တော့ခုနရာဂိုင်လုံးလေးတွေနဲ့ခွဲပြီးတော့အဲ့လိုကိုစစ်ဖြစ်မဲ့ဟာပေါ့နော်ခုနပြောတဲ့ဟိုဘန်နေတို့ဘယ်ပါသွားသိပ်ပဲအဲ့ဒါတော့ကျွန်တော်မပြောတတ်ဘူးနော်အဲ့ကိုကိုဒေါသနဲ့ကိုပေါ့နော်ဒီလိုလေးပြောချင်တယ်အဲ့တော့ဘေးဘန်လေးဘာတွေတော့မပြောလို့ဘူးအဲ့တော့ SCB ကိုလည်းကျွန်တော်ကဒါမှ promote လုပ်တာမဟုတ်ဘူးတတိယပြောပြောအဲ့တော့ SCB ဘက်ကလည်း အကယ်၍ပေါ့နော်ပြောလို့ရတယ်ကျွန်တော်တို့ကျွန်တော်တို့ဘလောက်အာမခံချက်ရှိတယ်နော်ဘလို့ရှိတယ်စမ်းသိပေါ့နော်အဲကျွန်တော်တို့ဘလို့မျိုးဒီဒီရင်းနှီးမြှုပ်နှံတဲ့သူတွေအတွက်နော်ဘလို့ပေးနိုင်တယ်အစရှိတယ်ပြောလို့ရပါတယ်နော်ကျွန်တော်ဘက်ကတော့ဒီလောက်ပါပဲဟုတ်ကျေးဇူးပါကျေးဇူးပါဟုတ်အော်ကျေးဇူးပါခုနကအခုဆွေးနွေးသွားတဲ့နေရာမှာဆိုရင် STB အနေနဲ့ကအမခင်ချက်လောက်ပေးနိုင်လေဆိုရဲအကြောင်းအရာလေးကိုအရင်စိတ်ဝင်စားသွားရပါတော့။အဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့ချေပါတယ်လို့တော့မဟုတ်ပါဘူးเนาะအကုန်เนาะဆွေးဆွေးနေရပါတော့။ အဲ့လိုလေးသတ်မှတ်ပေးပါအောင်ကိုဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ကျွန်တော်လည်းအဲ့ဒါတိကျလို့မေးလိုက်တာဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်အကို STB ကြောင်းလေးရှင်းပြရမယ်ဆိုရင်အဲ STB ကဒီမြန်မာနိုင်ငံမှာဆိုရင်ပထမဆုံးလွတ်လပ်လုံခြုံပြီးတော့အမိခိုကင်းတဲ့ digital bank ခေတ်သစ် bank neo bank ဖြစ်တယ်အဲပြီးတော့နောက်တစ်ခုကအမျိုးသားညီညွတ်ရေးဆိုရဒီဂျာကာလဘဟုဘန်ရဲ့စီမံစည်းကမ်းတွေနဲ့အညီဖွဲ့လက်ထားပြီးတော့ဘဏ်ရဲ့ဝန်ဆောင်မှုတွေငွေကြေးဝန်ဆောင်မှုတွေ ဝန်ဆောင်မှုပေးနေတဲ့တရားဝင် license ရှိတဲ့အဘန်တစ်ခုဖြစ်တယ်ဆိုတော့အမခက်ချက်ပေါ့။နောက်ပြီးတော့ဒီ STB ဘက်မှာဆိုရင်အကိုရဲ့ဒီပြည်တွင်းကပြပကနိုင်ငံတကာမှာရှိနေတဲ့လူတွေအကုန်လုံးကဝေတွေအနှံ့ကြရတယ်။တုံကင်တွေဝေပြီးတော့ရင်းနှီးမြှုပ်နှံကြရတယ်။ဒီမှာဆိုလို့ရှိရင်လည်း STB တွေကိုထည့်ဝင်ထားတဲ့အနှံ့ငွေတွေကိုဆိုရင်ဂျာကာလာဘူဘန်ကတရားရဂိုင်လုံးအပြည့်နဲ့အမခက်ချက်ပေးထားတယ်။နောက်တစ်ခုက STB မှာဆိုရင်ဤပညာအားသာချက်ဖြစ်တဲ့ blockchain ဤပညာပေါ်မှာတည်ဆောက်ထားတဲ့ ်။မြန်မာနိုင်ငံရဲ့ပထမဦးဆုံးဘဏ်တစ်ခုဖြစ်တဲ့အတွက်ဒီသုံးစွဲတဲ့သူတွေရဲ့ data ချက်လက်တွေနဲ့ငွေကြေးပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးအမှတ်ခံချက်ပေးနိုင်ပါတယ်။နောက်တစ်ခုက STB ရဲ့အမခံကြလို့ပြောလိုက်တဲ့ချိန်မှာညီမအနေနဲ့မြင်လိုက်တာဟောအကိုရပါရှိလဲဆိုတော့ဒီညီမတို့ရဲ့ STB ရဲ့ ICO 1 ICO 2မှာပတ်ဝင်အဖြစ်ထားတဲ့လူတွေကိုကြည့်ကြအဖြစ် တုံးကင် holder တွေကိုကြည်ကျင်းအဖြစ် STV ရဲ့ user community ကိုကြည်ကျင်းအဖြစ် STV ကဘလောက်တောင်ခိုင်ပါလဲဆိုတာလေးကိုအနည်းကြီးလေးညွှန်ဝေပေးကြပါရစေ။ညီမတို့ပြီးခဲ့တဲ့ ICO round 1နဲ့ round 2မှာဆိုရင် USD dollar နဲ့စတန်5တန်တတိကိုအောင်မြင်မှုရခဲ့တယ်။ဒါကလည်းတသိန်းထားပြကောင်းတဲ့အောင်မြင်မှုဖြစ်တယ်။ STV ကို NUG အစိုးရအနေနဲ့ကတရားရတိုင်းတော့ပိုင်ဆိုင်နေတယ်။ ICO round 1 round 2မှာဒီပြည်သူတွေတောင်းလန့်ပြည်သူတွေရဲ့ပါဝင်ထည့်ဝင်မှုအပေါ်မူတည်ပြီးတော့တောင်းလန့်ပြည်သူတွေအနေနဲ့ကတစိတပိုင်း STB ကိုပိုင်ဆိုင်ခွင့်ရှိတယ်။ဒီညောရုံးရဲ့ STB ဂရုဘာမှာဆိုရင်ဒါတောင်းလန့်ရေးမှာပေါ်ပါလာတဲ့ဘဏ်ဖြစ်တဲ့အပြင်တောင်းလန့်ရေးအလုံးကာလတွေမှာလည်းဒါအဝင်အဖြစ်ပေးဖို့အတွက်တိစောက်ထားတဲ့အတန်ဖြစ်တဲ့အလျောက်တော်လန့်ပြည်သူတွေရဲ့ယုံကြည်မှုဒီအပေဝေးရံမှုတွေလောက် ခိုင်မာတာရှိအောင်မလားနော်စိတ်မရှိပါနဲ့အခုပြောတော့တဲ့အကြောင်းအရာလေးကိုဖြည့်ဆက်ပြီးတော့ဆွေးနွေးပေးရပါကိုကျေးဇူးတင်ပါတယ်ကျေးဇူးပါကျေးဇူးပါဟိုအဲ့ဒီမှာကျွန်တော်ကနည်းနည်းလေးထပ်ပြီးတော့ဟိုအချိန်ဟွာဖြစ်သွားမှဆိုလို့ပေါ့နော်ဟိုနည်းနည်းစောရကတက်ရတော့မှဖြစ်သွားတော့ပေါ့နော်စောရကတက်ရတော့မှဖြစ်သွားတယ်ဆိုတော့ SCB ဘက်ကလည်းဒီလောက်အမကတ်ချက်တွေပေးလာပြီ။ SCB ကလည်းအဲသူ့ရဲ့ဒီအမကတ်ချက်အခြေအနေတွေပြောလာပြီပေါ့နော်။ဟိုပို့ပွင့်လေးလေးပြောရင်တော့ခုန ICO round 1 round 2ပေါ့နော်။ round 1 round 2မှာကျွန်တော်နားလေတာပြောရင် ျွန်တော်တို့အဲ့မှာရင်းနှီးမြှုပ်နှံကြတယ်အဲမိဘပြည်သူတွေနော်ဟိုနောက်ဆုံး ICO round 1 round 2ကိုဝယ်တယ်ဟိုတုံကင်းတွေဝယ်ကြတယ်ပေါ့ဗျာဆိုတာလေကျွန်တော်နားလေတာပြောရင်လှူတာဗျာပုံမှန်လည်းပြောရင်အကုန်လုံးကလှူလှူလှူပလိုက်တာပေါ့နော်အဲဒီလိုသဘောထားတာစီးပွားရေးပုံစံမျိုးနဲ့လုပ်တဲ့သူတော်တော်ဟိုမရှိသလောက်ရှားမယ်လို့ထင်တယ်ပေါ့နော်အဲကျွန်တော်အမြင်ပြောရင်အဲ့တော့ STB ကဟိုဒီလိုမျိုးပေါ့ရှေ့ဆက်သွားမဲ့ပုံစံကဟိုဘန်းပုံစံမျို ဟိုအခြေအနေမျိုးဘယ်လာတော့မဟုတ်လို့ဟိုအခုကတော့ဗျာတော်လိုက်ကာလာမို့လို့ပေါ့ဗျာကျွန်တော်ကတခုခုဆိုရင် နောက်ပိုင်းနောက်ထပ်ပေါ့ဗျာခုဗာလဲခုဟိုခုနကဗာလဲဟို Spring Beans ပေါ့ဗျာအဲလုတ်တယ်နောက်တခြားတခုလုတ်တယ်ဆိုရင်မြူတို့ကလည်းဗာဖြစ်လဲဆိုတော့ဒါ SUV ကအလူခန္ဓာလားပေါ့ဗျာဆိုတော့အမြင်မျိုး concept မျိုးကြီးကိုဘယ်လိုဖြောင်းနိုင်လဲနော်ဆိုလိုချင်တာကအဲ့ဒီ concept ကိုဖြောင်းနိုင်ပါလေတကယ် investor တွေကမျက်စိကြောက်ဒါဒါကျွန်တော်မြင်တာပြောတာပေါ့နော်ဒါစီးပွားရေးဘက်ကကျွန်တော်ပြောတာ ဲ့တော့ဟိုလက်ရှိ ICO round 1 round 2အထိအပွင့်လေးဆုံးပြောရင်အကုန်လုံးကလှူတာအဲ့လိုသဘောထားပြီးတော့ဒီတုံကင်တွေဝယ်တာဘသူကမှယင်းလိမြုံနံတဲ့ပုံစံမျိုးကြီးမစင်စားကြဘူးဘောနော်ဒါကတော့ကျွန်တော်ဟိုဟို user အနေနဲ့တော့၎င်းအဲကျွန်တော်တို့ဒီဟွာအနေနဲ့တော့ပြည်သူတယောက်အနေနဲ့တော့၎င်းဘောနော်အဲ့တော့ SCV ဘက်ကအဲ့ဒီဟာကိုကျွန်တော်ပြောချင်တာဒီလာမဲ့ပုံစံက တကယ် digital bank ပုံစံကဟုတ်ပြီဒီလိုပဲအဲကျွန်တော်တို့အဲဒီအလူအနေနဲ့ပေါ့နော်ဟိုသွားရဲဆိုတဲ့ concept မျိုးဖြောင်းနိုင်အောင်ပေါ့နော်လုံနိုင်ရင်တော့ပို့ပြီးတော့ဟိုကဖြစ်တယ်ဆိုတဲ့ဟာမျိုးတော့ကျွန်တော်မြင်တာပါဒါကျွန်တော်မြင်တာမှားရင်လည်းမှားမယ်နောက်ကလည်းနည်းနည်းစောရကတက်လိုက်တာပေါ့ဗျာနော်ကျေးဇူးတင်ပါတယ်ဟိုအမကန်ချက်တွေပြောတဲ့အပေါ်မှာတော့ကျေးဇူးပါဟုတ်ဟုတ်ကဲ့ပါကိုကျေးဇူးပါအဲ့ချိန်ရေသုံးပြုရဲ့အလူအနေနဲ့ဒါထောက်ပြသွားတဲ့အကြံပြုချက်တွေဆွေးနွေးချက်တွေကိုလည်းညီမတို့အများကြီးလက်ခံပါတယ်အခုပြီးတော့နောက်တစ်ခုကတုံ့ပြန် ရှယ်ယာတုံကေဟိုတာတွေကင်ဆောင်ထားတဲ့သူတွေအနေနဲ့ကမကြမီချိန်တွင်းမှာ SDB အနေနဲ့က exchange listing ရောက်လာတော့မှာဆိုတော့အဲ့ဒါပြီးသွားရင်အကိုပြောတဲ့အတိုင်းပဲဒီ investment လုပ်တဲ့သူတွေမျက်စိကျလာကောင်းကျလာနိုင်တယ်ပေါ့နော်ဒါကလေညီမတို့ကကြိုတင်ပြီးတော့မကြင်ညာသေးပါဘူးမကြမီချိန်တွင်းမှာလာပါမယ် SDB ဘဏ်ကိုယုံကြည်စိတ်ချစွာနဲ့တောင်းချပေးပါလို့ဒီနေရာလေးကနေတစ်ဆင့်ပြောချင်ပါတယ်အကိုလည်းကျေးဇူးများရည်တင်ပါတယ် ုတ်ကဲ့ပါကျေးဇူးပါဟို live ကိုဟိုတိုက်ရိုက်ပေါ့เนาะကြီးစုနေကြတဲ့ဝိဘတ်ပြည်သူတွေအားလုံးလည်းပဲအခုကျွန်တော်တို့ဒီဆွေးနွေးဝိုင်းလေးပါเนาะအစားဆုံးဟိုနားထောင်ပေးကြတဲ့အတွက်လည်းကျေးဇူးပါကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါအဲဒီနေ့ရဲ့ community call live play ကိုအချိန်ပေးပြီးတော့တက်ရောက်လာပေးရဲ့ကိုစောထောင်းအောင်ကိုလည်းညီမတို့ကျေးဇူးများတင်ပါတယ်ဒီနေ့ live play ကိုအချိန်ပေးပြီးတော့နားထောင်ပေးရဲ့တူချင်းစီတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးထူးပဲတင်ရှိပါတယ်ဒီနေ့ရဲ့ community call live play မှာဆွေးနွေးသွားတဲ့ဆွေးနွေးချက်တွေတင်ပြသွားတဲ့အကြောင်းအရာတွေအကြံပြုချက်တွေအရဆိုလို့ရှိရင်ဒါကိုယ့်ရဲ့တကူရီ personal point of view တွေကနေ ပြောတဲ့အကြောင်းအရာတွေဖြစ်တယ်ဒီဒီနေ့ live ကိုနားထောင်နေတဲ့တော်လမီပပြည်သူတွေအနေနဲ့အဝေကြီးစီမံမှုတွေနဲ့ပတ်သက်ပြီးတော့အသိပညာမျှဝေပေးချင်တာကြောင့်ဒီနေ့ live လေးကိုစီစဉ်ဖြစ်တာဖြစ်ပါတယ်ဘယ်နေရာမှာပဲမဆိုကိုအနေနဲ့ကဝေကြီးစီမံမှုတွေယင်းနည်းမြုံနံတော့ယင်းနည်းမြုံနံမှုတွေလောက်တော့မယ်ဆိုရင်ကိုရိုင်းကိုကြတိချာလေးလာပါအချိန်ပေးပြီးတော့ဆုံးဖြတ်ပါဘလို့တကြီးဆုံးဖြတ်ချက်ပထမတင်ဘူးဆိုတာလေးပြောရင်းနဲ့ဒီနေ့ live လေးကိုဒီလောက်နဲ့ပဲညနာခွင့်ပြုပါရှင် အားလုံးပဲဘေးကင်းလုံခြုံပြီးတော့မင်္ဂလာရှိတဲ့ညချမ်းလေးဖြစ်ပါစေရှင်